တရုတ်ထုတ်လျက်စစ်ကားတွေကိုမြောက်အမေရိကဈေးကွက်ထို့သဖြင့်အမေရိကန်နဲ့ကနေဒါမှာလုံးဝအသုံးပြုခွင့်မရသေးဘူးလို့သိရပါတယ်။မရသေးတဲ့အဓိကအကြောင်းရင်းကလည်း၄ချက်ရှိတယ်ဗျ။ဒါကိုတင်ဆက်ချင်ပါတယ်။ဒီလိုအဓိကအကြောင်းရင်းတွေကဘာလဲဆိုတော့နံပါတ်၁ချက်ကစီးပွားရေးနဲ့ကုန်သွယ်ရေးဆိုင်ရာကန့်သက်ချက်ကြောင့်ပါ။စီးပွားရေးဆိုင်ရာပြဿနာတွေကတရုတ် EV တွေမြောက်အမေရိကကိုဝင်ရောက်ဖို့အကြီးမားဆုံးတားဆီးဖြစ်ပါလေ။ ပြင်းထန်တဲ့တားမြစ်ခုံတွေဟာလက်ရှိ American Trump ဆိုရကတရုတ် EV တွေပေါ်100%အထိခုံတိုးမြင့်ကောက်ခံလိုက်ပါတယ်။ဆိုလိုတာကတရုတ် EV တစ်စီးရဲ့ကုန်ကျစရိတ်ဒေါ်လာ2000ဆိုပါစို့ American ရောက်တဲ့ကအခွန်ကြီးပဲဒေါ်လာ2000ထပ်ပေါင်းပြီးစုစုပေါင်းတန်ဖိုးကဒေါ်လာ4000ဖြစ်သွားပါတယ်။ဒီလိုခုံကောက်မြင့်မှလို့တရုတ် EV တွေဟာဈေးကွက်မှာရှင်ပြန်နေဆွမ်းလုံးဝမရှိတော့ပါဘူး။ဒီခုံတွေချမှတ်ရခြင်းဒီကရွေချက်ကတော့ တရုတ်ဆိုးရရဲ့ထောက်ပံ့ကြေးတွေကြောင့်ဈေးနှုန်းအလွန်တက်တာနေတဲ့တရုတ် EV တွေကအမေရိကန်ပြည်တွင်းထုတ်ကားတွေရဲ့ဈေးကွက်ဝယ်စုကိုလူယူမှာကာကွယ်ဖို့ပါတရုတ်ဆိုးရက EV ထုတ်လုပ်ကုမ္ပဏီတွေကိုကုန်ကြမ်းဝယ်ယူမှုစက်ရုံတည်ဆောက်မှုနဲ့သုတေသနပြုလုပ်မှုတွေမှာထောက်ပံ့မှုတွေများစွာပေးထားလို့သူတို့ဟာအစိုးရစိတ်နဲ့ကုန်ကြစိတ်သက်သာထုတ်လုပ်နေပါလေပြည်တွင်းလုပ်ငန်းကာကွယ်ရေးအမေရိကန်နဲ့ကနေဒါနိုင်ငံလုံးဟာသူတို့ရဲ့ကြီးမားတဲ့မော်တော်ကားလုပ်ငန်းနဲ့ထောင်ပေါင်းများစွာသောလုပ်ငန်းတွေကိုကာကွယ်လိုပါတယ် တရုတ် EV တွေဈေးမပေါင်းနဲ့လုံးဝဝင်လာမယ်ဆိုရင် American ရဲ့ Ford, GM, Chrysler လိုကုမ္ပဏီကြီးတွေဟာကြီးမားတဲ့စိန်ခေါ်မှုနဲ့ရင်ဆိုင်ရဖို့ရှိပါတယ်။ဒါအောင်ဆိုရကောက်ွယ်တဲ့အနေနဲ့အခွန်ကြီးကြီးမားတိုးမြင့်ထားတာပါ။မျိုးသားလုံးကြုံရင်းနဲ့ data လုံးကြုံရင်းစိုးရိမ်မှုကလည်းရှိပါတယ်။ဒီအချက်ကတော့ American ရဲ့စိုးကြီးမားဆုံးစိုးရိမ်ချက်တွေတကတစ်ခုပါ။ပြောရမယ်ဆိုရင်ခုခေတ်တည်းလျှက်စစ်ကားတွေဟာဘိန်းတက်ထားတဲ့ကွန်ပျူတာနဲ့တူပါတယ်။ ကင်မရာတွေရေဒါတွေအာယုံခံကိရိယာတွေ GPS နဲ့တွေ software တွေအများကြီးပါပါတယ်ဒါတွေကရင်မောသူရဲ့အမှုကျင့်ခီးစင်တဲ့လမ်းကြောင်းတွေပတ်ဝန်းကျင် ခြေနေကားရဲ့စွမ်းဆောင်ရည်အစားရှိတဲ့အချက်လက်ပေါင်းများများကို စုဆောင်းနိုင်ပါတယ်မရိုက်ကန်ဆူရကတရုတ်ထုတ် EV တွေကလည်းစူဆောင်းမိတဲ့ဒီချက်လက်တွေကိုတရုတ်ဆူရစီပို့ဆောင်နိုင်တယ်လို့ဆိုရင်နေပါတယ်ဒီလိုချက်လက်တွေစူဆောင်းနိုင်ကြမျိုးသားလုံးကြုံရင်လည်းကြီးမားတဲ့ချိန်ချောင်းမှုဖြစ်တယ်လို့မှတ်ယူထားပါတယ် ဒါအပြင်တချို့ခင်မီကားတွေမှာ software moment မှုတွေနဲ့ပြုပြင်ပြောင်းလဲမှုတွေကိုအလွန်ဝေးတဲ့နေရာကနေလုံးဆောင်တဲ့စနစ်တွေပါပါတယ်။ဒါဟာ Kaiser စနစ်ကိုဝေးကနေဝင်ရောက်ထိန်းချုပ်နေတဲ့အလားအလာရှိပါတယ်။လုံခြုံရေးဆိုင်ရာပြဿနာဖြစ်လာနိုင်ပါတယ်။အုံမပြောရင်တရုတ်ဆိုရဲ့လွတ်မှုမှုအောက်မှာကားတွေကိုလုံးဆောင်မှုရပ်တန့်အောင်လမ်းကြောင်းပြောင်းအောင်ဒီလိုလုံးဆောင်နိုင်ပါတယ်။ဒါအပြင် BN ရဲ့ကင်းရှင်းတဲ့ပတ်ဝန်းကျင်ဆိုင်ရာစံနှုန်းအရမြောင်းဘရိတ်ကားတွေအတွက်တင်းကျတဲ့စံနှုန်းတွေရှိပါတယ်။ ဒါကို FMV access channel လို့ခေါ်ပါတယ် Brighton မှာကားတွေက National Highway Traffic Safety Administration ကချမှတ်ထားတဲ့ Federal Motor Vehicle Safety Standards ဆိုတဲ့စံနှုန်းကိုပြည့်မီရပါတယ်ဒီစံနှုန်းတွေကကားရဲ့တိုင်မီမှုဘေးကင်းမှုမီးလောင်မှုကောက်ွယ်မှု brakes နဲ့ wheel locks နဲ့ဓာတ်တွေသေးစိတ်သတ်မှတ်ထားပါတယ်တရုတ်ကားတွေဟာသူတို့ရဲ့ပြည်တွင်းစံနှုန်းတွေနဲ့ကိုက်ညီနိုင်ပေမဲ့ American စံနှုန်းနဲ့ကပ်ညီဖို့တော်တော် design နဲ့ engine ပိုင်းဆိုင်ရာတော့ပြောင်းလဲကြီးလုပ်ရပါလိမ့်မယ်။ဒီလိုပြောင်းလဲဖို့အတွက်ကုန်ကျစရိတ်နဲ့အချိန်များစွာလိုအပ်ပါလိမ့်။ဒါအပြင်ပေါင်းချင်းဆိုင်ရာစံနှုန်းတွေရာကယ်ဖိုးနီးယားလိုပြည်နယ်တွေမှာဒီရင်းတွေကိုတင်းကျပ်တဲ့လေတုညဉ့်ဉျံမှုထိန်းချုပ်မှုစနစ်တွေလည်းရှိပါတယ်။ Zero machine vehicle လို့ဆိုပါတယ်။တရုတ် EV တွေကဒီလိုစံနှုန်းတွေကိုပြေဝကန့်ညီကြောင်းသက်သေပြဖို့လိုပါတယ်။နောက်တစ်ခုကအခြေခံအဆောက်အုံနဲ့ဝန်ဆောင်မှုကွန်ရက်ပါ။ ဈေးကွက်တစ်ခုကိုအောင်မြင်စွာထိုးဖောက်ဖို့အတွက်တော့ကွန်မစီကောင်းကိုလည်းမလုံလောက်ပါဘူးပထမချက်ကဖြန့်ချီအကွင့်ရမရှိပါဘူးမြောက်အမေရိကမှာကားတွေဟာဒီလာရှိကွန်ရက်ကြီးတွေကလည်းတစ်ဆင့်ရောင်းချပါတယ်တရုတ်ကားကုမ္ပဏီတွေနဲ့ဒီလိုကွန်ရက်ကိုအစားကားနေတည်ဆောက်အောင်ပါမယ်ဒါမှမဟုတ်ဒီဇယ်ကွန်ရက်တွေနဲ့ပူးပေါင်းအောင်ပါမယ်ဒါဟာအချိန်နဲ့ငွေကြေးများကြီးရင်းနှီးရမယ့်ကိစ္စပါနောက်တစ်ခုကအဖလာစေးမရှိဘူးကားဝယ်ပြီးပြင်ပြင်ထင်ထင်မှုပိုပစ္စည်းရရှိမှုနဲ့အမကံဝန်ဆောင်မှုတွေအရေးကြီးပါတယ် တဲကော်မတီတွေအမြောက်အမေရိကမှာသူတို့ရဲ့ကားတွေကိုဝန်ဆောင်မှုပေးနိုင်မဲ့စန်တာတွေအင်ဂျင်နီယာတွေနှီးပညာရှင်တွေလေ့ကျင့်ဖို့လိုပါတယ်။လက်ရှိဒီလိုကွန်ရက်တွေအရန်အားနေပါတယ်။နောက်တစ်ခုကကတ်စတာမာပေါ့ခရက်စားသုံးသူရဲ့ယုံကြည်မှုပါ။အမေရိကမှာနေသူတွေဟာပြည်တွင်းကားအမှတ်တံဆိပ်တွေဒါမှမဟုတ်ဂျပန်ဥရောပအမှတ်တံဆိပ်တွေကိုနှစ်ပေါင်းများစွာယုံကြည်ပါတယ်။တရုတ်အမှတ်တံဆိပ်တွေနေတဲ့ဒီဇေကွက်မှာနာမည်ကောင်းရဖို့တော့အချိန်တစ်ခုလိုအပ်ပါဦးမယ်။ ဒီချက်တွေဟာတရုတ်ထုတ်လျက်စစ်ကားတွေမြောက်အမေရိကဈေးကွက်မှာနေရာမရာသေးတဲ့အရှုပ်ထွေးလာတဲ့ကြောင်းရင်းဖြစ်ပါတယ်။ဒီပြဿနာကိုဖြေရှင်းနိုင်မှုနဲ့နိုင်ငံဆိုးရတွေကြားစီးပွားရေးလုပ်ငန်းတွေကြားဆွေးနွေးညှိနှိုင်းမှုတွေအများကြီးလိုအပ်အောင်မှာဖြစ်ပါတယ်။